မျောလင်းချက်အရန်ထားရင်စိတ်တိုင်းမကြပိုပြီးဖြစ်တတ်တယ်။အလိုမကြတာတွေများလာတတ်တယ်။ကိုကဖြစ်စဉ်ကျင်နာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲ။တခါတလေကိုရဲ့မျောလင်းချက်နဲ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေဟာတဖက်လူရဲ့လုံနိုင်မှုဆွမ်းအားထက်ပိုပြီးတော့ဖြစ်စေခြင်းဒါပိုပြီးတော့မျောလင့်နေမိတာတွေကြောင့်လေကိုမှစိတ်တိုင်းမကြပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးလည်းရှိတတ်တယ် အရင်စစ်တော့ကိုမျော်လင့်ကျန်တဲ့ကိုစန္ဒာတွေကကိုကိုစိတ်တိုင်းမကြပိုပြီးဖြစ်နေစေတော့တာပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးသူ့ကိုကိုလိုဖြစ်စေချင်တာတွေကကိုကိုကို အလိုမကျဖြစ်နေစေတော့တာပါပဲ။ဒါကြောင့်သူ့ကိုကိုနဲ့ညီအောင်ညှိဖို့ထက် ကိုကိုကိုညီအောင် အရင်ညှိဖို့ကြိုးစားရမယ်။မျော်လင့်ချက်နဲ့ဖြစ်စေချင်တဲ့စန္ဒာကိုလျှော့ချပြီး ကိုယ့်ရဲ့စိတ်တိုင်းမကြမှုအလိုမကြမှုကိုတတိနဲ့ထိမ့်ညိနိုင်အောင်လေ့ကျင့်ရမယ်။ဒါကကိုယ့်ကိုဆုံးမခြင်းမှာလာတဲ့ဘုန်းကြီးတို့ရဲ့စာစုလေးပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးတဲ့သူ့ကိုကိုယ့်လိုဖြစ်စေချင်တာကိုပါကိုယ့်ကိုပင်ပန်းစေတာ။ဟောဒါလေးကလည်းသိပြီးတော့လောကတဘာဝအာဖြစ်တယ်။တော်တော်မှန်ကန်တဲ့တရားပါ။မျောလင်းကျအရန်ထားရင်မျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာ လူတွေကပင်ပန်းကြတာလူကျင်မှုနဲ့အလိုမကျမှုလူကျင်မှုတွေများတာနဲ့အများ အလိုမကျမှုတွေများမှာလူကျင်နေတာကိုကသူကလောဘရဲ့သဘောအလိုမကျမှုကဒေါသရဲ့သဘောလူတွေမှာအဲ့ဒီလူကျင်မှုတွေများနေရင်လောဘများတဲ့သဘောပဲဆန္ဒတွေများနေတဲ့သဘောပဲလူကျင်တဲ့အတိုင်းဖြစ်မလာလို့ဖြစ်ပေါ်လာတဲ့ခံစားချက် emotion စိတ်ခံစားမှုကဒေါသဒီလောဘဒေါသမောဟဆိုတာတတ္တဝါတွေကိုခူလောင်စေတဲ့သဘောပဲတခါတခါကျတော့လူတွေမှာကမိဘပဲဖြစ်ဖြစ်သာသမီပဲဖြစ်ဖြစ်ဆရာသမားပဲဖြစ်ဖြစ်အထက်အရာရှိပဲဖြစ်ဖြစ် အောက်လက်ငယ်သားအထက်အရာရှိဆိုတဲ့အောက်လက်မလို့သမားတွေမိဘတွေဆိုလည်းသာသမီတွေဆရာသမားတွေဆိုလည်းတပည့်တွေသူတို့တွေရဲ့အပေါ်မှာကိုကတအားကြီးညွန်လက်တအားကြီးဖြစ်စေခြင်း ဘုန်းကြီးတို့လည်းကိုတွေ့ပဲကိုကိုတိုင်လည်းကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေတပည့်တွေအပေါ်မှာများတယ်သူတို့ပေါ်တားကြီးမျောလင့်တခါတခါကျတော့ကိုမျောလင့်တဲ့အတိုင်းသူတို့ကဖြစ်မလားကိုဖြစ်ခြင်းတဲ့အတိုင်းသူတို့ကဖြစ်မလားဆိုတော့ကိုကစိတ်တိုင်းမကြတွေဖြစ်အလိုမကြတွေဖြစ်ဒေါသတွေဖြစ်ကိုပဲခံစားရတယ်ဒါတော့တခါတခါကိုဆန္ဒဟာသူ့ဆန္ဒနဲ့ပြောင်းမြန်နေဖြစ်နေတယ် ကိုဖြစ်ရှင်တာတွေကသူဖြစ်စေခြင်းတာသူဖြစ်နေတာနဲ့ပြောင်းမြန်နေဖြစ်နေတော့နောက်ပိုင်းကျတော့ကိုပဲခံစားရတော့တခါတယောက်ပြောဘူးတာလေးမှတ်မိအရှင်မရားရဲ့တဲ့သိပြီးတော့လဲသပဲ့တွေအပေါ်မှာတအားကြီးတော့မျောလင့်ချက်တွေမထားပါနဲ့တဲ့တအားကြီးဖြစ်စေခြင်းတဲ့အတိုင်းပုံစံမသွင်းပါနဲ့တကယ်တမ်းကျတော့တဲ့အရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားသပဲ့တွေဖြစ်နေတာပဲဗျာတဲ့ ရှင်ဖရာတဲ့တော်ရင်ရှင်ဖရာဆရာဖြစ်မှာပေါ့ဟောသူပြောတာလေးကတော်တော်လေးရင်ထဲမှာဖြည့်သွားတယ်တကယ်လဲမှန်တာဘူးရှင်ဖရာတော့မတော်လို့ရှင်ဖရာတပည့်ဖြစ်နေတာပါခင်ဗျာရှင်ဖရာတဲ့တော်ရင်ရှင်ဖရာဆရာဖြစ်မှာပေါ့ဟောဟုတ်တာပေါ့ကိုလောက်မတော်လို့ကိုတပည့်ဖြစ်နေတာကိုကိုနဲ့သွားပြီးတော့တန်းညိပြီးတော့ကိုလိုအတိုင်းဖြစ်စေခြင်းတော့အဲ့ဒါကိုဘက်ကဒါမျောလင်းချက်ဒါထားသွားသလိုဖြစ်တာအကြောင်းမလို့တချို့ကိစ္စတွေမှာကိုကဖြစ်စေခြင်းနဲ့ဆန္ဒအားကြီးပေမဲ့ တဖက်လူမှာသူ့ရဲ့ဆွမ်းဆောင်ရည်အားသူဖြစ်နိုင်တဲ့ဆွမ်းအားလောက်ပဲကိုယ်မျှော်လင့်ရကိုယ်ဖြစ်စေချင်တဲ့ဆန္ဒထားပုံမှာကဒီလောက်လေးပဲသူ့ရဲ့အရေးသူ့ရပါတယ်ကိုယ်အဲ့တဲ့ပို့ပြီးတော့မျှော်လင့်နေဆိုရင်မျှော်လင့်တဲ့သူရအမှားဆိုတော့အလိုမကျဖြစ်တယ်ဆိုတာတွေက တကယ်တမ်းကြတော့လိုနေလို့ကိုအလိုမကျဖြစ်တယ်လိုနေသမျှအလိုမကျမုတ်ချဖြစ်မိသား မလို့ခြင်းမအလိုမကျဖြစ်ရတတ်တာလိုနေတဲ့သူမှန်သမျှအလိုမကျဖြစ်မှာလောဘရဲ့သဘောပြမြတ်စွာဘုရားကစာလေးတစ်ခုမိန့်တော်မူတယ်တန်တုဋ္ဌိပရမန်ဒဏံဒဏံဆိုတဲ့ချမ်းသာရှိစဉ်ဥစ္စာချမ်းသာဆိုတာကတဲ့တန်တုဋ္ဌိကျေနပ်အောင်နေတတ်မှပရမန်အကောင်းဆုံးသောဒဏံချမ်းသာ ဘဝမှာဘုရားကပြောတာမိန့်တော်မူတာကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးရှိတဲ့အနေထားနဲ့ချမ်းသာအောင်နေတတ်မှချမ်းသာသူကလောဘကို လောဘကို limit လုပ်ပေးခိုင်းတယ်ဒီလောဘရဲ့သဘောက limit မလုပ်နိုင်ဘူးရှိတဲ့အနေထားလေးနဲ့မယောင်ရဲနိုင်ဘူးမကျဉ်းနှံ့နိုင်ဘူးဆိုရင်သူကများများရလေများများလိုချင်နေပဲတခါတခါကျတော့အများကြီးရနေတဲ့သူကြတော့ နည်းနည်းလေးဆိုရင်ရတယ်လို့မထင်တော့သူစိတ်ကဘုန်းကြီးတို့တခါတခါကိုတွေ့ကိုတွေ့哦ငါလည်းတဖြည်းဖြည်းကိုယ့်ကိုပြန်စင်ဉာဏ်ကြည့်တာဘုန်းကြီးကကိုယ့်ကိုဆုံးမနေတာဆိုအများနဲ့စင်ဉာဏ်ငါလည်းတဖြည်းဖြည်းတဖြည်းဖြည်းလောဘအသေးစားလေးတွေတော့ပယ်လာပြီဒီလိုတွေ့လောဘအသေးစားပယ်လာပြီဆိုတော့ဒီကိုယ်တော်အကျင့်တွေတော်တော်ကောင်းဉာဏ်နာတွေမှဖြစ်နေပြီလားဒီလိုမတွေ့ရဘူးလောဘအသေးစားလေးတွေပယ်လာလောဘအကြီးစားလေးမှတွေ့လာတယ် ဘုရုံကဇာတင်သားဘဝဆိုရင်ဝိတုကျင်းကိုရှပါတယ်။ရှပါရဆိုစွန်းစားကွန်းစားကြွဝိတု၃ဏောင်လောင်းရနဝကမ္မ၃ဏောင်လောင်း၅၀၀လောင်းရအတော်ဟုတ်နေပြီ။အားလုံးဘုဆိုင်ဘိုးတွေရပြီလူပိဘိုးတွေရပြီကျင့်တတ်နေပြီအဲဒီမှာ၃ဏောင်၅၀အခုတော့ပြင်ပေါ်လို့စင်ပေါ်ရောက်ဓမ္မဂရိကဖြစ်တော့ရဝဲတဝဲတဝဲအနည်းဆုံးမရဘူးဆိုဓမ္မပူဇာ၁၀သိန်း၁၀သိန်းအထက်မှာရှိတယ် လဲဓမ္မပူဇာတွေအများကြီးရလာတဲ့ခါကျတရားယောဂများစွန်းစားပင်းလို့နဝကမ္မလေးလူလိုက်လို့9000လောက်လူလိုက်1000လောက်လူလိုက်ဖွင့်ကြည့်ပြီးကိုရင်လေးမင်းသုံးလိုက်တော့ကွာကြောင်သားလေးမင်းသုံးလိုက်တော့ကွာဆိုပြီးကလေးတွေကိုပြန်ဆောင်းတယ်9000 1000ဆိုရင်ငွေလို့မထင်တော့သိမ့်နဲ့ချေရတာဟောအဲ့ဒါလောဘအသေးစားကိုပယ်တာပဲအဲ့တော့လူတွေမှာအဲ့ဒါပဲလေးသေးရင်းနေလေးရတဲ့သူကသူ့အတိုင်းတာနဲ့သူက ဂျင်းနဲ့အောင် နေတတ်တဲ့လူတွေရှိတယ်။အများကြီးရလာတဲ့သူတွေကြောင့်ဆိုကြပါစို့တလတလကို300လောက်ရတဲ့သူတွေမှာ300လောက်အမျက်ဆွန်းရတဲ့သူတွေမှာ100သိန်းလောက်အမျက်ရရင်သူတို့ကမကျေနပ်တော့ဘူး။မမျက်တော့ဘူးလို့ထင်သွားတယ်။3သိန်းလောက်ရတဲ့သူကအိုး4သိန်းလောက်ရရင်တော်တော်ဟုတ်သွားပြီတော်တော်မြတ်သွားပြီ။ဆိုတော့ကြားကြီးချေရကြီးဆိုရင်အဲ့ဒါရခြင်းမှုလိုခြင်းမှုလောဘဆိုတာက limitation အကန့်လေးမလုတ်ပေးဘူးဆိုရင် ်မြန်မြန်ရတယ်သူကလည်းမြန်မြန်လိုချင်တယ်ဟာမင်းတို့ဒီလောက်များနေပြီဒီလောက်ချမ်းသာနေပြီဖက်ယူမလားဆိုတော့ယူမှာပဲဆိုတော့များနေတယ်ဆိုပြီးတော့တော်ပါပြီပြည့်စုံသွားပြီမလိုတော့ပါဘူးဆိုတဲ့သူမရှိဘူးများလည်းထက်ယူတာတော့အဲ့ဒီလိုချင်မှု လောဘဆိုတာအကန့်အသတ်လေးမထားနိုင်ဘူးဆိုရင်လောဘကြီးရင်ယူတတ်တယ်လောဘကလူကိုယူစေလူကိုယူစေဆိုကြပါသော နည်းနည်းလေးရှိတဲ့သူကနည်းနည်းလေးဆုံးရှုံးသွားရင်တိမခံစားရဘိတ်တရားပဲချမ်းသာတဲ့လူတစ်ယောက်ကဘိတ်တရားလုံးမိတယ်ပါသွားပြီဆိုရင်ဟာတရားမသိရင်သူတတ်တတ်ခါယူသွားတယ်ကိုမီငါပိုင်ဆိုင်တဲ့မြတ်လေတရားနဲ့ဖြေမှပြေတော့တာဟောတရားမရှိလို့ကတော့အဲ့လောဘကြီးလေလေလူကယူလေတယ်ဘိုးတော်ကိုဘုရားလောင်ဇတ်တော်တွေမှာရွေးကုန်တဲ့ဇလန်းနေဆိုဒါထင်ရှားတာထင်ရှားတာပဲရွှေခွက်လေးနဲ့ယူသွားတော့နော်အဲ့တော့ လောဘဆိုတဲ့လိုချင်မှုပါလိုချင်တာနဲ့အများအလိုမချမှုတွေကများမှာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာကိုနေတတ်မှချမ်းသာတန်ဒုဋ္ဌိဆိုတဲ့စကားလုံးလေးကရောင်ရဲခြင်းလို့အရက်ပြန်တာဒါမဲ့တချို့ကရောင်ရဲတာနဲ့အပြင်းထူတာကိုတော်တော်ရောကျော်အိုးရှိတာလေးနဲ့စားမှာပဲဒီနေ့တော့မိုးရွာတယ်အလုံးမလုံးတော့စောင့်ကြုံပြီးအိတ်တယ်အဲ့ဒါရောင်ရဲတာမဟုတ်ဘူးအပြင်းထူတာလို့ခေါ် been to ကတော့ခေါ့ရောင်ရဲခြင်းကတနုဋ္ဌိရဲ့သဘောကဘယ်လိုသဘောလဲဆိုတော့မလောရမှုလောရတယ်ကျိုးစားကျိုးစားအကြောင်းတရားကိုမလျှော့ရဘူးကျိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးတရားအပေါ်မှာကျင့်နှံ့အောင်နေတတ်တဲ့စိတ်ကိုတနုဋ္ဌိလို့ခေါ် cause and effect ဆိုတဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောမှာ ကိုယ့်ဘက်ကအကြောင်းတရားကိုမလျှော့ဘူးကိုကျိုးစားနိုင်တဲ့တော့ကျိုးစားတယ်တခါတခါကျိုးစားတဲ့အတိုင်းဖြစ်မလာတာတွေအများကြီးရှိတယ် ကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးရလတ်အပေါ်မှာဘလို့အကျိုးရလတ်မျိုးပဲလာပါစေအဲ့ဒီအကျိုးရလတ်ကိုရင်ဆိုင်နိုင်တဲ့စွမ်းအားလက်ခံနိုင်တဲ့စွမ်းအားမှန်တုတ်ထည်ကျင့်တဲ့အောင်နေတယ်အဲ့ဒါချမ်းသာတယ်အဲ့ဒါချမ်းသာလူကျင်တိုင်းမဖြစ်လို့ကြိုးစားတဲ့အတိုင်းမဖြစ်လို့မှန်တုတ်ထည်မထားနိုင်အဲ့မှာလူကပူလောင်တော့ခံစားရတာငါကြိုးစားရတဲ့အတိုင်းကြိုးစားတဲ့အတိုင်းမဖြစ်ဘူးပူလောင်တာ တခါတခါမမြဲခြင်းသဘောတွေရှိရပြောကိုလှုပ်တဲ့အတိုင်းမဖြစ်တာလေလောကမှာအများကြီးရှိတဲ့အတွက်ကြောင့်ငါဘက်ကတော့အစွမ်းကိုစူးစမ်းပြီးသားပဲဖြစ်မလာကတော့သူကံနဲ့သူပဲအဲ့တော့ဖြစ်မလာတဲ့သဘောလေးမှာရရှိလာတဲ့အကျိုးရလတ်ပေါ့ကျင့်နဲ့အောင်နေတတ်ရင်တော်တော်ချမ်းသာတာပဲဘုန်းကြီးတို့စွန့်ကန်သွားတယ်ဘာမှပြောလင်းချက်မပါဘူးလောင်းတဲ့အပေါ်လေးပေါ်မှာကြီးပြီးတော့ဒါလေးနဲ့ကျင့်နဲ့အောင်နေတတ်အစားအသောက်ပေါ်မှာလည်းအဲ့လိုလောဘ limitation လူကျင်မှုကိုရှော့ချနိုင်တော်တော်တက်တာတော်တော်တက်တာ ။ညမျောလင်းကျဲဆိုတာအတော်အသင့်တက်မပေါ်တာပဲကောင်းတယ်။မလျော်သင့်အတွက်အပေါ်တောင်းရင်တော့နော်ခံစားတာကိုပဲဖြစ်မှာ။သူ့အတိုင်းအတာနဲ့သူပဲမျောလင်းတာကောင်းတယ်။တကယ်တမ်းကျတော့ဘာပဲဖြစ်ဖြစ်မျောလင်းပြီဆိုရင်ဟုတ်ကမျောလင်းမှုရဲ့နောက်ွယ်မှာဆန္ဒတွေဖြစ်ပေါ်လာတဲ့လူချင်းမှုတွေရှိတာ။လူကျင်မှုတွေရှိလာတဲ့အချိန်ကိုဖြစ်စေခြင်းအချိန်ဖြစ်မလာတဲ့အခါမှာခံစားရတာကကိုကိုယ်တိုင်ဖြစ်တာဆိုတော့ ေချာတွေးကြည့်ရင်မြတ်စွာဘုရားကသူများကိုရှော့ဖို့တဲ့ပုဂ္ဂိုလ်ရှော့ခိုင်းတယ်ပေါ်ခြင်းရှော့ရတယ်စိတ်ပေါ်ခြင်းလဲရှော့ရုပ်ပေါ်ခြင်းလဲရှော့ပေါ်ခြင်းရှော့ရှော့တခါကလူတွေမှာဗာလေးရှိတယ်ဆိုငါကမှန်နေတာပဲငါဘာဖြစ်လို့ရှော့မှာလဲအရှိတယ်အိမ်မာနာငါကမှန်နေတာပဲငါကဘာဖြစ်လို့ ရှော့ရမှာလေငါဘာဖြစ်လို့တောင်းမှရမှာအဲ့လိုတွေးတော့တေချာစဉ်းစားကြည့်ကောင်းပြီငါမှန်လို့ငါမလျှော့ဘူးဆိုရင်တော့ဘယ်သူခံစားရမလဲငါပဲခံစားရမှန်နေရတာနဲ့ခံစားရကောင်းပြီမှန်နေရတာနဲ့ခံစားရတာအမှန်တရားကြောင့်ခံစားရတာမဟုတ်ဘူးမှန်ထားလို့ခံစားရမှန်ရင်မှန်နဲ့မဖြစ်ရှင်းမှန်ရင်ညံနဲ့ဖြစ်ရှင်း မှန်တရားကြောင့်ပူတာမဟုတ်မှန်ထားလို့ပူတာဆိုတော့ငါမှန်ပေမဲ့လည်းငါလျှော့ရငါလျှော့ရင်ငါတက်တာအဲ့လိုတွေ့ရနောက်ဆုံးတော့ဘုန်းကြီးတို့ကဩသူများကိုလျှော့ဖို့တယ်ကိုယ့်ကိုလျှော့ရမှာပါလားကိုလျှော့လိုက်တော့ကိုတက်တာသူတို့အပေါ်မှာလူချင်းမှုတွေဖြစ်စေခြင်းမှုတွေများလေလေကိုယ့်ဘက်ကပူလောင်မှုတွေများလေလေဆိုတော့အလိုကြခြင်းတဲ့ပုံကလူချင်းတာတွေလျှော့ ဘာမှမလိုချင်တဲ့ပုံကအလိုမကျဘူးဆိုတာမရှိတော့ဘူး။ဘာပဲရရကျင်တဲ့လူကဘာပဲရရသူကကျင်တဲ့နေတဲ့အတွက်ကြောင့်သူမှအလိုမကျဆိုတာမရှိတော့ဘူး။တချို့ကြတော့ဒါလေးရကျင်တယ်ဒါလေးရမလားတော့သူမှအလိုမကျဖြစ်ပြီးတော့ဒေါသတွေဖြစ်တာ။ဒီကတော့လူချင်းတော့လူချင်းလို့အလိုမကျဖြစ်တယ်။လူချင်းတာကလောဘအလိုမကျတာဒေါသ။လူတယောက်ကိုတအားကြီးမျောလင်းတဲ့အပိုင်းမှာ အဲ့ဒီလိုချင်မှုကနောက်ကပါမိဘနဲ့သားသမီးသားသမီးပေါ်ကဖြစ်စီခြင်းနဲ့ဆန္ဒတွေများတယ်ကိုယ့်ရဲ့လိုချင်မှုကသူတို့ကိုဒီလိုဖြစ်စေခြင်းဒါပေမဲ့သားသမီးမှာကလည်းသူ့အကြောင်းနဲ့သူရှိသူ့ဆွမ်းအားနဲ့သူရှိသူ့ကံနဲ့သူရှိသူ့ပါရမီတက်ခံနဲ့သူရှိအဲ့ဒါကိုကိုကကံကိုသွားပြီးတော့ create လုပ်လိုက်တာဖန်တီးပလိုက်တာကိုယ်ဆန္ဒအတိုင်းကိုယ်ဆန္ဒအလျောက်ကိုယ့်လိုချင်မှုနဲ့အလျောက်ဖန်တီးလိုက်တဲ့အခါကျတော့အချို့က မလိုက်နိုင်တော့မလိုက်နိုင်တော့အမှားမိဘနဲ့သားသမီးကြားမှာလည်းပဲနားလည်မှုတွေလွဲအဆင်မပြေမှုတွေဖြစ်ဆရာနဲ့တပည့်လည်းထို့အတူပဲဆရာကတပည့်ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေမျှော်လင့်ချက်တဲ့မျှော်လင့်တဲ့ဆန္ဒတွေတအားများတပည့်ကဆရာဖြစ်စေခြင်းတဲ့အတိုင်းမလိုက်နိုင်မလုံနိုင်အဲ့မှာဆရာနဲ့တပည့်ကြားမှာနားလည်မှုတွေလွဲတတိလျှော့တယ်ဆိုရင်အဲ့ဒါတတိလျှော့ကြည့်ရမယ်ကိုကတတိလျှော့ပြလိုက်ဆရာဆိုပေမဲ့ကိုကလည်းပဲလျှော့တယ် မိဘဆိုပေမဲ့ကိုကလည်းပဲ short ရတယ်။တချို့ပုံစံတွေတအားသွင်းတာမှားတဲ့အခါကျတော့မိဘနဲ့တာသမီးကြမုံတရားတွေများသွားတယ်။ချို့ကလေးတွေမှာမိဘတွေရဲ့ပြိုင်ဆိုင်မှုနောက်မှာကလေးတွေရတယ်မလုံတာမလုံတာတဲ့ကလေးတွေအများကြီးရှိတယ်။များများရှိတဲ့သူကများများပြိုင်တယ်ကလေးချင်းပြိုင်တယ်။ဒီကတော့ကလေးတွေပြိုင်တာနဲ့မိဘတွေပြိုင်တယ်။မိဘတွေရဲ့ဆန္ဒကကလေးတွေကိုဟန်မကြအောင်ဖြစ်စေတယ်။ သားကြီးမျောလင်းမိတဲ့စိတ်ကမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါကျတော့ကိုကိုကိုပူလောင်တယ်ကိုပတ်ဝန်းကျင်ကိုပူလောင်တယ်ဆိုတော့လောဘရဲ့တင်ဂေတာကလည်းအဲ့ဒါပဲလူကျင်မှုတွေများလေလေအလိုမချမှုတွေများလေဒါကြောင့်မြတ်စွာဘုရားကအနတ္တလက္ခဏာတုံးမှာအဲ့ဒါကိုပြောတာလူတွေကအတ္တကိုသွားပြီးတော့အမှန်ထင်သွားတာအတ္တကိုအပိုင်တွက်လိုက်တာငါ့ကိုအပိုင်တွက် ငါ့ကိုအပိုင်အတွက်တော့ငါလုံးတဲ့အတိုင်းဖြစ်မှာပဲငါပြည့်စုံတဲ့အတိုင်းဖြစ်မှာပဲဆိုပြီးတော့မရှိတဲ့ငါကိုအရှိထင်ရှိထင်တော့အဲ့ဒီငါကိုရှည်တန်းတင်ပြီးတော့ငါအတိုင်းပုံပေါ်တဲ့အခါကျတော့ဟိုကငါမမဟုတ်တာငါမဟုတ်တာကြီးဖြစ်နေအတ္တမဟုတ်ဘူးအနတ္တကြီးဖြစ်နေအဲ့ဒီအနတ္တအတိုင်းဖြစ်သွားတဲ့အခါကျတော့ ကိုကငါကိုရှေ့တန်းတင်ထားတဲ့သူတွေနဲ့ဥမာငါမုတ်တာကိုဆန့်ကျင်ဘက်တွေနဲ့တွားပြီးထိတွေ့တဲ့အခါကျတော့ငါသမားတွေကပူလောင်ရငါမငါမဟုတ်တာဆိုတဲ့အတွေးကကိုငါကို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 ရှော့ချနေသူမငါမဟုတ်တာဆိုတဲ့အတွေးရလဲပဲသူ့အပေါ်မှာမျောလင်းတာတွေရှော့ချတော့ကိုကိုကိုပြန်ပြီးတော့စင်ကျင်တတ်တဲ့စိတ်ဓာတ်လေးရှိလို့ရှင်ဩငါဖြစ်ခြင်းတဲ့အတိုင်းဖြစ်စေခြင်းတဲ့အတိုင်း သူကဖြစ်မှာမဟုတ်ငါကိုယ်တိုင်လည်းငါသဘောတိုင်ဖြစ်မှာမဖြစ်တာဘုရင်မြတ်စွာဘုရားကအဲ့ဒီအနတ္တလက္ခဏာတုတ်ဆိုတာသိကောင်းတာအနတ္တလက္ခဏာတုတ်မှာအနှစ်တည်းယူအဲ့ဒီအနတ္တလက္ခဏာတုတ်ကဘုရားကဓမ္မစကြာတရားဟောပြီးတော့လေတရားဟုဓမ္မစကြာတရားဟောပြီးတော့ဒုတိယဆက်ဟောတဲ့တုတ်ကအနတ္တလက္ခဏာတုတ်အနတ္တလက္ခဏာတုတ်ခေါ်လိုက်မှပိစားဝကေ၅ဦးကရဟန္တာဖြစ်ဘုရင်တို့အမြဲတမ်းပူဇော်တဲ့အဲမှာအဲ့ဒီ ဓမ္မစကြာရဲ့အနတ္တလက္ခဏာတုတ်ရဲ့မဟာတတိပ္ပဏ္ဏတုတ်ရဲ့ပဋ္ဌာန်းရဲ့ပေကြီး၁၇တုတ်ဒါနေ့စဉ်နေ့တိုင်းအမြဲတမ်းဝိမပြတ်အောင်ပူဇော်တယ်ဓမ္မစကြာကဘုရား origin နဲ့ဘုရားပထမဦးဆုံးဟောတဲ့တရားပြီးဓမ္မစကြာဟောပြတာနဲ့အနတ္တလက္ခဏာတုတ်ဆက်ဟောတယ်ဘာဆိုလာပြီကျော်၅ရက်နေ့မှာအနတ္တလက္ခဏာတုတ်ဟောဘာဆိုလာပြီနေ့ကနေဓမ္မစကြာတရားဟောလိုက်တာမြေသားဝက်ကင်၅ခုကဒီနေ့တပါးတပါးတပါးသောတာပန်နေဖြစ်ကုန်ဉာဏ်နာမဖြစ်သေးဘူးငါရဲ့မြောက်နေ့မှာ ဒါပေမဲ့ဘာလို့လာပြီကြောင့်9ရက်နေ့ကြာမှာအလုံးစိုးပြီးတဲ့အခါဘုရားကအနတ္တလက္ခဏာသုံးဟောတာရူပံဘိခဝေအနတ္တရူပင်္စဟိတံဘိခဝေအတ္တနာအဘိဒ္ဒနိုင်တံရူပံဆိုပြီးတော့အနတ္တလက္ခဏာသုံးဘုရားကချက်သားယံတို့ရုပ်တရားအတ္တမဟုတ်အနတ္တလေဟောဒီရုပ်တရားကြီးကလည်းအကယ်၍မြတ်အတ္တဆိုရင်ငါဖြစ်စေခြင်းတဲ့အတိုင်းဖြစ်ရမှာရုပ်တရားလည်းမဖြစ်ဘူး မနာနဲ့ပြောရင်နာတာမအိုနဲ့ပြောရင်အိုတာတခါတခါငါးချက်တော့လို့တာပြောတာဘုန်းကြီးတို့တော်ကောင်းများတရားကိုဟိုဣရိယာပုတ်မပြောင်းပဲတဏှာကြီးလောက်နာယဝက်လောက်ဖြစ်နာပြီနာကြည့်လိုက်ဣရိယာပုတ်မပြောင်းတော့ခြေတော့ကကျင်းလာကျင်းလာတော့တရားဝက်လည်းပြီးနိုင်ဝက်တရားလည်းပြီးချက်ချင်းထားတော့ပြစ်လေတာကျင်းနေတဲ့ခြေတော့ကြီးနေထားလို့မင်းဟောငါခြေတော့တာပြောတာတော့နိုင်ဝက်ပဲရှိသေးငါအနောက်ကိုမလိုက်တော့သူ့လှသူ့သွားတော့ တော့ရုပ်တရားကကိုကကိုယုတ်လို့တာထင်တာကိုယုတ်မဟုတ်ဘူးကိုယုတ်မဟုတ်ဘူးသူ့သဘောတိုင်းသွားတာအဲ့ဒါအနတ္တနာအတ္တမမဟုတ်ဘူးအဲ့ဒါရုပ်ပခန္ဓာရုပ်တရားဝေဒနာဘိကွေဝေဒနေသာဟိတံဘိကွေအတ္တနာဘဝိတာဒုတိယဆက်ဟောတာဝေဒနာ feeling ပဲရုပ်တရားကတတ္တဒါရုပ်ပခန္ဓာနဲ့သွားတယ်နောက်တစ်ချက်ကဝေဒနာ feeling ဆိုခံစားခြင်းခံစားခြင်းဆိုတာလူတွေကငါခံစားတယ်လို့ထင်တာ မအဲ့ဒီခံစားချက်အဆူဟာလည်းပဲငါခံစားတာမဟုတ်ငါမဟုတ်ဆိုအဲ့ဒါလည်းပဲဘုရားကအနတ္တပဲတဲ့အတ္တမဟုတ်ပညာပညာကမှတ်သားတာမှတ်သားခြင်းအဆူပဲဒီစိတ်စိတ်ထဲမှာသွားပါအဲ့ဒါလည်းငါမှတ်တယ်လို့ထင်တယ်လူကြီးအမှငါမှတ်တာပင်ခါရသင်္ခါရကပြုတ်ပင်စီးရင်တာအဲ့ဒီသင်္ခါရတချို့ကငါငါလောက်တာငါငါဖန်တီးတာငါ create လောက်တာလို့ထင်တယ် မှတ်ငါဆိုတာမရှိတဲ့အတွက်ငါ create လုပ်တာလည်းမဟုတ်ငါဖန်တာလည်းမဟုတ်ဝိညာဏဆိုတာတိမှတ်တာဉာဏ်နဲ့ဆိုတော့အဲ့ဒီခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ၅ခုအစုလို့ဆွဲလန်းတတ်တယ်အဲ့အခုအစု၅စုပါဒါကြောင့်ဥပါဒာနဲ့ခန္ဓာလို့စပေးကဖွင့်ဥပါဒာဆွဲလန်းတတ်သောခန္ဓာကအစုဆိုတော့အဲ့ဒီ၅ခုကိုပြန်ပြီးအနှစ်ချုပ်လိုက်တော့ရူပခန္ဓာကရုပ်အစုရုပ်တရား ကြံတဲ့နံခံခန္ဓာ၄စုကနံခန္ဓာလို့ခေါ်နံခန္ဓာဆိုစိတ်ကိုယုံတဲ့နံပဲအချုပ်စည်းလိုက်တော့ဒီခန္ဓာဘုရားဘာသာတွေမှာလေတခြားတခြားအယူဝါဒနဲ့မတူတာတခြားခြားဘာသာတွေနဲ့မတူတာဘုရားဘာသာမှာ there's no creator no savior တခြားအယူဝါဒတွေတခြားဘာသာတွေမှာတော့ဟန်စင်းရှင်ဆိုတာရှိတယ်ကက်တင်ချင်းဆိုတာရှိတယ်သာဝရဘုရားသခင်ဆိုတာရှိတယ်ဘုရားဘာသာမှာ we have no creator no savior ဘုရားဘာသာမှာဖန်ဆင်းရှင်မရှိဘူးကယ်တင်ရှင်ဆိုတာလည်းမရှိဘူးဒါဆိုရင်ဖခင်ကဘာတော့ဖခင်ကိုယ်တိုင်က I'm not creator I'm not savior but guider ငါကဖန်ဆင်းရှင်လည်းမဟုတ်ကယ်တင်ရှင်လည်းမဟုတ်ငါကလမ်းပြတတ်တဲ့လမ်းညွန်တို့ဘုရားကလမ်းညွန်ဒါကကောင်းတာဒါကမကောင်းတာဒီဟာတွေလုပ်ရင်ဒါကောင်းတဲ့အကျိုးတွေရမယ်ဒါတွေလုပ်ရင်မကောင်းတဲ့အကျိုးတွေခံစားရမယ် ကိုဘာသာကိုသိပြီးတော့ကိုဘာသာကို choice လုပ်ပြီးကိုဘာသာကိုရှောက်ဒီလိုပဲလမ်းပြဘုရားကရှားကြယူဝါဒတွေကိုကိုအပြစ်တွေကိုဈာကခံပြီးတော့ကိုစားအနေနဲ့ဘုရားကတာဝန်ယူပေးမှာတော့မဟုတ်ဘူးကိုဟာကိုဖန်တီးကိုအောင်ခံရမှာဒါကြောင့်ဘုရားဘာသာမှာဖန်ဆင်းရှင်မဟုတ်ဘူးဖန်ဆင်းရှင်မရှိဘူးအကယ်၍ဘုရားဘာသာမှာ creator ရှိတယ်ဖန်ဆင်းရှင်ရှိတယ်လို့ပြောရင် your action is your creator ကိုယ့်ရဲ့အလုပ်ဆောင်ချက်ကကိုယ့်ရဲ့ဖန်ဆင်းရှင်ကိုကံဟာကိုဘဝရဲ့ဖန်ဆင်းရှင်ဟောကိုယ့်ရဲ့အလုပ်တွေကကိုဘဝကိုပုံဖော်ပေးတာကြောင့်လူတစ်ယောက်မှာအလုပ်ကောင်းရင်ကံကောင်းမှာအလုပ်ဆိုရင်ကံဆိုမှာမှန်ကြည့်တယ်လို့မှန်ကြည့်တယ်လို့တခါတခါကံရဲ့သဘောကိုဘလို့ကြည့်ကျင်လဲဘလို့သိကျင်လဲဆိုအတိတ်ကကိုပါလောက်ခဲ့တယ်ဆိုတာသိကျင်ရင်းနဲ့ အခုလက်ရှိပစ္စုပ္ပန်အခြေအနေကိုကြည့်လိုက်ပါအနာဂတ်မှာကိုယ်ပါဖြစ်ရှင်နေဆိုတာသိကြည့်အခုလက်ရှိလုပ်နေတဲ့အလုပ်တွေနဲ့ပုံဖော်ပါဟောပစ္စုပ္ပန်တည့်တည့်အဓိကလူတွေမှာမတူညီမှုတွေနဲ့ဒီဘဝမှာဖြစ်ပြအဲ့ဒါတွေကြည့်လိုက်အတိတ်ကကိုယ်ပါလုပ်ခဲ့ဆိုသိရတချို့ဆင်းရဲတယ်ချို့တွေရုပ်ဆိုးတယ်ဟာကိုလုပ်ခဲ့ရတယ်ကိုဖန်တီးခဲ့တာကိုတိဆောက်ခဲ့တာအဲ့ဒါပစ္စုပ္ပန်မှာလာပေါ်တာပစ္စုပ္ပန်ကအကျိုးတရား အတိတ်ကအကြောင်းတရားအနာဂတ်မှာဘယ်လိုပုံစံဖြစ်ကျင်လဲအာချမ်းသာခြင်းနဲ့ရိုးစားခြင်းနဲ့အာဘဝတင့်တယ်ခြင်းနဲ့ကောင်းပြီအနာဂတ်ကိုအခုပုံဖော်ပါအခုလုပ်နေတဲ့ကိုယ့်ရဲ့ action ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအနာဂတ်အတွက်ပုံပေါ်မှာပဲဆိုဘုရားဘာသာရဲ့ဖန်ဆင်းရှင်ဆိုတာကိုပါပဲဘုရားဘာသာရဲ့ creator ဆိုတာကိုယ့်ရဲ့ action ပါပဲကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပါပဲဆိုတော့လှုပ်ဆောင်ချက်ကောင်းရင်ဂျိုးကောင်းမယ်ဂျိုးကောင်းရင် အကြောင်းကောင်းမယ် ါသဘာဝဒါကြောင့်မလို့လူမှာကိုယ်နဲ့မတူတဲ့သူတွေပါတန်းညှိတဲ့အခါမှာတအားကြီးမျောလို့မရဘူးသူကံနဲ့တူလာတာသူဖန်တီးမှုနဲ့တူလာတဲ့အခါဖြစ်တဲ့အတွက်ကြောင့်သာသမီနဲ့မိဘပင်ဖြစ်လင်ကစားဆရာနဲ့တပည့်ပင်ဖြစ်လင်ကစားသာသမီကိုကိုယ်ပုံစံအတိုင်းတအားကြီးမျောလို့မရတယ်လို့တပည့်ကိုကိုယ်ပုံစံအတိုင်းတအားကြီးတော့ပုံသွင်းလို့မရဘူးသူအနေထားကိုကြည့်ပြီးတော့ကိုယ့်ရဲ့ပုံပေါ်မှုကိုရှော့ချဖို့တော့လိုတာပေါ့ရှော့ချဖို့တော့လိုတယ် တိတ်ပြီးတော့မျောလင်းနေမျောလင်းရင်မျောလင်းတဲ့အတိုင်းဖြစ်မလာရင်ခံစားရတာကိုယ်ပဲဖြစ်တဲ့အတွက်ကြောင့်မျောလင်းခြင်းအာကြည့်ရင်လောဘအာကြည့်တဲ့သဘောမျောလင်းတဲ့အတိုင်းဖြစ်မလာအနတ္တသဘောကိုအနတ္တသဘောဖြစ်တဲ့အတွက်မျောလင်းတဲ့အတိုင်းဖြစ်မှာမဟုတ်ဘူးမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမပြည့်တာလည်းရှိအလိုမကျတာလိုမကျတာတော့ဒါဆိုတော့လိုနေသမျှအလိုမကျဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်တိုင်းကြကျင်ရင်တော့စိတ်ရိုင်းချရမှာ စိတ်တိုင်းကြရင်ခြင်စိတ်ရိုင်းနေချာစိတ်တည်းရိုင်းတာအဲ့ရိုင်းနေစိတ်ကလေးတွေကိုချလိုက်ရင်အိုးစိတ်တိုင်းကတော့ကြသွားတယ်ပြောအလိုကြခြင်းလည်းအလိုမကြမှာမလိုခြင်းမှအလိုမကြဖြစ်လိုခြင်းမှုကိုရှော့ချနိုင်တာနဲ့အများလိုကြတာတွေကများလာမှာလိုခြင်းမှုအားကြီးတာနဲ့အများအလိုမကြမှုတွေကများနေမှာ ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မျောလင်းချက်တည် တစ်ဖက်သားရဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းအားအပေါ်မှာကြည့်ပြီးတော့မျှော်လင့်ပေးရတယ်။အဲကိုယ့်ရဲ့ဆန္ဒတည်ကိုယ့်ရဲ့ခံစားချက်စိတ်ရဲ့ပုံဖော်မှုပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဆန္ဒကိုကိုကပုံဖော်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအနတ္တရဲ့သဘောကိုဆင်ခြင်ငါတော်မှငါမှမဟုတ်တာအဲ့ဒီအတိလေးရှိထားရင်ငါမှငါမဟုတ်တာဆိုတဲ့အတိလေးရှိထားရင်သူများကငါအတိုင်းဘယ်တော့မှမဖြစ်ဘူးဆိုတဲ့သဘောကိုဆင်ခြင်သွားနိုင်ရင် လိုချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမကျမှုတွေကိုလျှော့ချနိုင်တယ်။မျောလင်းချက်တွေတအားထားတဲ့အခါမှာမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာခုနကဘုရားရဲ့တရားတော်နဲ့ဩဘာမှမမြဲဘူးဆိုတဲ့အသည့်ငါမဟုတ်ဘူးဆိုတဲ့အသည့်ရှိနေရင်မျောလင်းချက်ကိုတစ်ထစ်လျှော့ချရင်ကိုရော့တယ်။သူများကိုမလျှော့နဲ့ကိုဘာသာကိုအရင်လျှော့သူများကိုကိုနဲ့ညီအောင်မညီနဲ့ကိုကိုကိုအရင်ညီအောင်ညှိကိုကိုအရင်ညီအောင်ညှိဖို့စဉ်ကိုကိုအရင်တိအောင်လုပ်ရ ကိုကိုကိုအရင်သိရင်ကိုယ့်အသာကိုအရင်ညှိလိုက်ကိုနဲ့ကိုစိတ်နဲ့ကိုကိုညှိသွားပြီဆိုရင်သူတို့ဘာကလာညှိเสียမလို့တော့ကိုဘသာကိုအပီပင်ညှိသွားတော့တာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ခံစားချက်မှုလည်းညော့သွားမယ်ကိုရဲ့မျောလင်းချက်ကလည်းပဲအလိုမကျမှုကိုပို့ပြီးတော့မဖြစ်စေတော့ဘဲနဲ့ဘဝမှာလေနေရထိုင်ရတော့တတ်တာတာပဲဆိုတော့မျောလင်းချက်အာကြီးတဲ့ပုဂ္ဂိုလ်ကအလိုမကျတာတွေအများတတ်တဲ့အတွက်ကြောင့်အလိုကျတာတွေရှိချင်အလိုကျချင်လိုချင်တာတွေကိုလျှော့ရမယ် စိတ်တိုင်းကြကြည်စိတ်ရိုင်းတွေကိုလျှော့ရမှာဖြစ်တဲ့အတွက်ကြောင့်သူများကိုမလျှော့နဲ့ကိုဘာသာကိုလျှော့သူများကိုမညှိနဲ့ကိုဘာသာကိုညှိသူများကိုမကြည့်နဲ့ကိုဘာသာကိုညှိပြီးတော့ကိုကိုကိုဆုံးမနှလုံးလှတဲ့လူသားများအသုံးကျတဲ့လူသားများဖြစ်ကြပါစေကုန်တော့တည်